အခုဂျပန်တိုတိုကျိုမှာပေါ့နော်အဲ့ဒီအုပ်စုလိုက်မြန်မာအုပ်စုလိုက်ကြအေးကိုက်နေရတယ်တော့တီးတဲ့သူကတော်တော်များတီးတယ်ပို့ပြောတယ်သူတို့မြန်မာအချင်းချင်းတီးကြတယ်လို့ပြောရတယ်နော်ဘာကြောင့်လဲဆိုတော့ HMI positive ဖြစ်နေတယ်အဲ့ဒီကောင်ကြီးဒီနေ့မူလဲသွားတာပေါ့ဟုတ်ပြီနော်ဒီကိုရီဂျပန်ကိုရောက်တာဘယ်တော့မှမကြသေးဘူးလေအခုကဂျပန်ကိစ္စပြောနေတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေမိသားစုရဲ့မျှော်လင့်ချက်တွေပြည့်စုံသွားအောင်မိနစ်ပိုင်းစာထိတွေ့တွေမှာတဲ့မตายရလိုက်ကြပါနဲ့ ဲ့စင်ကျင်ကြပါတဲ့ဂျပန်ရောက်နေတဲ့ညီမအမျိုးသမီးငယ်လေးတွေယုံလွယ်ကြဖို့စေရနာနဲ့သတိပေးစကားလေးပြောခြင်းမိပါတယ်ခဏခဏကြားနေရပါတယ်ဂျပန်မှာညီမအမျိုးသမီးငယ်လေးတွေထိခိုက်ညံ့တာနေရတာတွေပေါ့ဂျပန်မှာကနေ့တွေကြာကြီးနေပြီးနော့ဆာဘာဝနေတဲ့စားနေကြကြောင်ပိုင်းတွေအများကြီးရှိပါတယ်အဲ့ဒါတွေကခင်ဗျားတို့ကိုကြားကြောင်ချောင်းနေပါတယ်တိုဂျိုမှာရောက်နေတဲ့သူတွေတတိထားပါရီးစားဖြစ်တွေးသမျှယောက်ျားတွေနဲ့မအိတ်ကြနဲ့မတွေးသမျှယောက်ျားလေးတွေနဲ့အိတ်မယ်ဆိုရင်လည်း ကွန်တုံးခံလေကွန်တုံးခံပြီးတော့အိတ်ကြလေမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကိုလာရောက်တဲ့ပရိသတ်ကြီးအားလုံးကို လေးစားစွာကြိုဆိုပါရစေဒီနေ့မှာတော့ဂျပန်နိုင်ငံမှာအခြေချနေထိုင်ကြတဲ့မြန်မာမျိုးသမီးညီမများအတွက်အထူးရေးပေါ်သတိပေးစကားပြောကြားလိုပါရစေမကြသေးမီကမြန်မာအတိုင်းဝိုင်းအတွင်းမှာ HIV virus ကူးစက်ခံရမှုနဲ့ပတ်သက်တဲ့စိုးရိမ်စရာသတင်းလိုင်းတွေဟာပြည့်နှံ့နေတာကို ကျမတို့ကြားသိရပါတယ်။ဒီကိစ္စဟာကျမတို့အားလုံးရဲ့စိတ်ကိုထိခိုက်စေခဲ့ပါတယ်။ဒီလိုမျိုးစိန်ခေါ်မှုတွေရင်ဆိုင်ရတဲ့အခါခိတ်လန့်ခြင်းဟာအဖြေမဟုတ်ပါဘူး။ ကျွန်တော်တို့မှာလိုအပ်တာကအမှန်တရားသတိနဲ့တာဝန်ယူမှုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုထဲမှာဂျပန်မှာနေထိုင်တဲ့မြန်မာမျိုးသမီးထုအနေနဲ့မိမိကိုယ်ကိုအကာအကွယ်ပေးနိုင်ဖို့လိမ္မာတဆင့်ကူးစက်တတ်တဲ့ယောဂများကိုရှောင်ရှားနိုင်ဖို့အတွက်တိကျတဲ့လမ်းညွှန်ချက်များအနေရကင်းရှိရေးနည်းလမ်းများနဲ့ဂျပန်နိုင်ငံ၏ကျန်းမာရေးဆောင်ရှားမှုစနစ်ကိုအသုံးပြုနေတို့ကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တင့်ရဲ့ဘေးကင်းမှုနဲ့ကျန်းမာရေးဟာကျွတ်တွက်အရေးကြီးဆုံးဖြစ်လို့ဒီရေးပါတဲ့အသိပညာပေးဗီဒီယိုကိုအချိန်ပေးပြီးအဆုံးထိ နားထောင်လေ့လာပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။ဖုံးနဲ့ဖြစ်ဖြစ်အကုန်ကူညီတာပေါ့ဒီနေ့ကလေးတယောက်ကတဲ့လှုပ်ခွင်မှာမူးလဲတယ်မူးလဲတော့ကြည့်ကြည့်လိုက်တော့ HIV positive ဖြစ်နေတယ်အဲ့တော့မြန်မာပြည်ကနေသွေးစစ်ပြီးတော့လာကြတာအဒီနိုင်ငံမှာဖြစ်တာတော့လုံးဝသိကြတယ်ကောင်းကာယကံရှင်အောင်လုံးဝန်ခံတဲ့အတူနေချစ်သူရှိတယ်လို့ ပြောရပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကဒီမှာဆိုရင်ရုပ်နိုင်ငံခြားကိုရောက်ပြီဆိုရင်ဗီဇာခိုင်တာပဲဖြစ်ဖြစ်ရုပ်ချောလဲဖြစ်ဖြစ်တိတ်ပြီးတော့ငွေရှိတာပဲဖြစ်တိတ်အယုံမလွယ်ပါနဲ့ဘာကြောင့်လဲဆိုတော့သူတို့မှာ HIV positive တွေဖြစ်နေတတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်လေးအားတန်ကြတာရှိတယ်အပြောကောင်းလည်းမယုံပါနဲ့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ဒီအပြင်ပန်းမှာချော့မော်နေုံနဲ့လေအယုံမလွယ်ပါနဲ့နော်ဘာကြောင့်လဲဆိုတော့ HIV positive ဖြစ်နေတယ်အဲ့ဒီကောင်လေးဒီနေ့ မူလဲသွားတာပေါ့ဟုတ်ပြီနော်ဒီကိုရီဂျပန်ကိုရောက်တာဘယ်လောက်မှမကြသေးဘူးလေကိုကဂျပန်ကိစ္စပြောနေတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေမိသားစုရဲ့မျှော်လင့်ချက်တွေပျက်စီးမသွားအောင်မိနစ်ပိုင်းစာထိတွေ့တွေမှာတဲ့မตายာလိုက်ကြပါနဲ့တဲ့စင်ကျင်ကြပါတဲ့ဟိုတလောကလဲတဲ့အိတ်ဆိုင်ပြီးရှိနေမှတည်ရနဲ့အဲ့လိုကွန်တုံးတွေမတုံးဘဲနဲ့တမင်လိုက်ဆက်ဆန်တဲ့လူယုံမာတကောင်အကြောင်းကိုလည်းတတိပေးပူတယ်လို့ ဂျပန်မှာရှိနေတဲ့မမဟန်နေထုံးကနေပြောထားပါဗျ။အဲ့တော့ဂျပန်မှာရှိနေတဲ့သူတွေတတိထားပါ HIV တွေ။အဲ့တော့ဂျပန်မှာရှိနေတဲ့လူပဲတတိဟိုအဲ့ဒါဘူးလေတတိထားကိုရီးယားမှာရှိနေတဲ့သူတွေလည်းတတိထားကြပါလို့ပြောချင်ပါတယ်။အဲ့ကိုရီးယားမှာလည်းများသောအားဖြင့်ကောင်လေးတွေအကောင်လေးတွေကောင်လေးတွေကျင်းလည်းများတယ်။ကောင်လေးတွေရောကောင်မလေးတွေရောနော်။အာအခုကကြတော့လေငငရွရွတွေနဲ့အဲရောက်လာကြတဲ့အခါအားလုံးကလွတ်ထွက်နေကြတယ်။အားလုံးထိမ့်သိမ့်ကြပါလို့ပြောချင်ပါတယ်။ငါတို့လူတကူတွေကအကောင်ဆုံးပဲ။ ဂျပန်ရောက်နေတဲ့မြန်မာအမျိုးသမီးငယ်လေးတွေယုံလွယ်ကြဖို့စီရင်နာနဲ့သတိပေးစကားလေးပြောချင်မိပါတယ်။ခဏခဏကြားနေရပါတယ်ဂျပန်မှာမြန်မာမျိုးသမီးငယ်လေးတွေဒီကိုက်ညံ့နာနေရတာတွေပေါ့။ဂျပန်မှာကအနစ်တွေကြာကြီးနေပြီးနော့ဆာဘာဝနေတဲ့စားနေကြကြောင်ပိုင်းတွေအများကြီးရှိပါတယ်။အဲ့ဒါတွေကခင်ဗျားတို့ကိုကြာကြောင်ချောင်းနေပါတယ်။အခုလဲဒါသတင်းလေးတခုဖတ်လိုက်ရတယ်ပေါ့။ဒါကောင်မလေးကနေဘက်က training နဲ့လာပြီးတော့မှကောင်လေးကတော့တိုကျိုဘက်ကပေါ့နော်။အကိုကြီးကတော့တိုကျိုက ် training နဲ့လာတာလောက်ကဘာမှမရဘူးပေါ့ပတ်စံဘလောက်မှမရဘူးပေါ့အဲ့လိုလုံနေပဲနဲ့ဒီဘက်ပြောင်းလာခဲ့ဆိုပြီးတော့တမိသားဖြစ်တော့အကိုကြီးကခေါ်ခေါ်တော့ကောင်မလေးကလည်းအကိုကြီးကိုသွားတားတယ်ယုံစားပြီးတော့တက်သွားတာခစ်ကဘလို့ပြောရမလဲပြောင်းသွားဒီမှာဂျပန်မှာကအရင်လိုမဟုတ်တော့ဘူးဝန်ကြီးချုပ်လည်းပြောင်းသွားတယ်နော်ဒီဥပဒေလည်းနည်းနည်းပြောင်းသွားတယ်ပေါ့အဲ့တော့အရင်ကလိုခါစတိုလည်းရှောက်လို့မလွယ်တော့ဘူးခါစတိုမြရတော့နမ်းမင်းရှောက်တော့လည်းမရဘူးအဲ့လိုမျိုးတွေဖြစ်တဲ့ခါကျတော့ အရင်လို6လလို့တစ်နှစ်တော့မရပဲနဲ့နော်2လဗီဇာပဲရတယ်အဲ့တော့လှုပ်လို့ရတာဆင်မပြေဘူးပါညာပေါ့တင်ကြွရမယ့်ပုံစံနေဖြစ်လာတယ်ဒါအဲ့လိုဆိုတော့မကြည်ဘူးတော့ဘူးပေါ့တိုကျောအကူကြီးကမကြည်ဘူးတော့ဘူးနော်အတူတူနေပြီးတော့မှ living together နေကြပြီးတော့မှဒါမကြည်ဘူးကြတဲ့ခါကျတော့ပြဿနာတွေဖြစ်ပြီးတော့ရဲတွေပါခေါ်ပြီးတော့ဒါအိမ်မွားနေနှင်ချတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ကလေးမလေးကဒုက္ခရောက်သွားတယ်ပေါ့ပြောကျင်တာကနော် training နဲ့လာတယ်ဆိုရင်လဲ နှစ်ပြည့်အောင်လုပ်ပါဘယ်သူမှမယုံပါနဲ့ကိုဂရီခံခဲ့တာပဲဗျာနော်ကိုတွေကဂရီခံခဲ့တာပဲနှစ်ပြည့်အောင်လုပ်ပါမယ်၃နှစ်ဆိုတဲ့၃နှစ်ပေါ့ဗျာဂရီဆိုတာတည်ရတယ်ဗျာနော်အဲ့ဒါကြောင့်လဲဘာမှပါဒါပေမဲ့အဓိကတော့ယုံမလွယ်ဘူးပါယုံမလွယ်ဘူးပြောချင်တာပါဒါဘယ်လိုပြောရမလို့ကြောင်ကရင်းပြတ်နဲ့ဇရက်တောင်ပန်ကျိုးဆိုရင်တော့ပြည်ထနာမရှိပေမဲ့နော်ဘာမှဘူမတီကိုမတီတဲ့ကလေးမလေးတွေကြောက်လဲတော်တော်ကြီးနှစ်နာပါတယ် အဲ့ဒါလေးလာပြောတော့ပါအားလုံးကျေးဇူးတင်ပါတယ်ကောင်းအမျိုးသမီးများတည်ထားနိုင်ကြပါစေပေါ့ အော်ဂျပန်မှာလဲလို့ကို့မြန်မာလူမျိုးတွေရဲ့တည်င်းကိုကြားရရင်စိတ်မကောင်းဘူးလို့မြန်မာလူငယ်လေးတွေပေါ့နော်ဒီကအခြေအနေတစ်ခုကြောင့်မို့လို့ဟိုမှာအလုလုရင်းနဲ့ကြောင်းတက်ဆိုတဲ့ပုံစံမျိုးနဲ့သွားကြတာထွက်ကြတာပေါ့နော်အဲ့လိုထွက်ကြရင်လည်းမအဲတချို့ဆိုရင်ဒီကြောင်းစိတ်ကမလောက်တဲ့အခါကျတော့ကမလေးတွေကညကိုဟိုပြောမယ်ဆိုရင် KD အမေပေးတဲ့လက်တကွက်နဲ့လှုပ်ရှားရတာပေါ့နော်အဲ့လိုလှုပ်ရှားရင်းနဲ့မဟိုအခု A ကြိုက်တဲ့အဆင့်ကိုဖြစ်သွားရောအဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ तू ကရီးစားထားရီးစားရနေမှာထပ်ပြီး မှဟိုအကအကောင်လေးကတော့မသိပဲနဲ့အသင်းဟိုဟာဖြစ်မှာပေါ့နော်နေကြရင်လည်းယောဂပိုးကြီးကူးတယ်အကဲအဲယောဂပိုးကောင်လေးကလည်းမသိမသိတဲ့ခါကျဒီကိုကောင်မလေးကဘာလို့စားနေမှလည်းမသိဘူးအဲအနေမှာတဆင်သူကလည်းအဲ့လိုနောက်ထပ်ယောက်မိန်းကလေးတရားပြတရားအဲ့လိုမျိုးအတွဲင်းနဲ့မှအဲ့လိုတွေယောဂပိုးကြီးကူးဆက်နေတာတဲ့အခုဂျပန်တိုး တို့ကြိုမှာပေါ့နော်အဲ့ဒီအုပ်စုလိုက်မြန်မာအုပ်စုလိုက်ကြအေးကိုက်နေရတယ်တော့တီးတဲ့သူကတော်တော်များတီးတယ်ပို့ပြောတယ်သူတို့မြန်မာအချင်းချင်းတီးကြတယ်လို့ပြောရနော်အခုနောက်သွားမယ်ဂျပန်သွားမယ်ကလေးတွေလည်းတတိထားရမယ်ပေါ့နော်အော်ဟိုမိဘတွေပြောတယ်မြန်မာမိဘတွေလည်းဟိုကိုဒီမှာတာသမီတွေကတော့တာသမီတွေကိုတော့ဟိုမှာလွတ်လိုက်တယ်ဒီမှာမအေးတွေကအဲ့လိုတင်းကြီးတွေကြားရင်တော့သူတို့လည်းအားလုံးက TikTok Facebook ကြည့်ကြတာပဲလीကြားရင်တော့ပဲစိတ်ကောင်းမလဲနော်အဲဟိုရောက်နေတဲ့ကိုမြန်မာလူမျိုးဟို မိန်းကလေးတွေရောယောက်ျားလေးတွေရောတယောက်နဲ့တယောက်ကဆင်ញင်ကြဖို့ပဲပို့ပြီးတော့ကောင်းမယ်ပေါ့နော်အမနေနိုင်လဲကိုပစ္စည်းလေးနဲ့တုံးကြပေါ့နော်အဲအခုလိုကြားတဲ့တည်င်းကြီးကြားလဲမကောင်းစိတ်မကောင်းစရာတည်င်းကြီးဖြစ်နေတာပေါ့နော်